ပြောရင်တောင်ယုံမှာမဟုတ်ဘူးကရင်မဇင်းနဲ့ကျမကလေဘယ်တော့မှဖူးစာမစုံသီးလားဘာလို့အဲ့လိုပြောရတာလဲဆိုတော့လေကျမကရင်မဇင်းကိုလေနှစ်ခေါက်သုံးခေါက်လောက်ရှိပြီသီးလားပထမတစ်ခေါက်သွားတယ်ရိုက်ဖို့မေးတယ်နောက်တစ်ခေါက်သွားတယ်ရိုက်တော့ဘာဖြစ်လဲဆိုတော့အခုဒီမှာကြည့် ဒီကနေစသွားပြီးရိုက်လိုက်တဲ့ဟာမလေးဒီနားလေးရောက်ရောကျမလေးခလုတ်ကိုပိတ်မိသွားတယ်ကွယ်ပိတ်ပြီးတော့တောက်လျှောက်ရိုက်နေတာရိုက်နေတာဘာဖြစ်သွားလဲဆိုတော့ပြက်သွားအဲ့တော့နောက်တစ်ခေါက်ထပ်ရိုက်တယ်နောက်တစ်ခေါက်ထပ်ရိုက်တဲ့ခါကျတော့အမေဈေးသွားတာပေါ့နော်ဈေးသွားတော့ဈေးလိုက်ပို့ရင်လည်းဆိုတော့အမရှေ့မှာပေါ့နော်ခရမ်းရောင်ဝမ်းဆန်တဲ့အမကြီးကတော့ကျမရဲ့မာသားမိခင်ပေါ့နော်အဲ့ဒါ तू ကနေဆန်သွားဝင်မယ်ဆိုလို့အမ ပြန်ရိုက်ရတာနောက်တစ်ရက်ပေါ့နော်အဲ့တော့ဗီဒီယိုတပုတ်ရဖို့ကျမမလေးအခောက်ခောက်အခါခါလုံးပန်းနေရတာအဲ့ဒါတခြားတွေတခြားနေရာတွေမဟုတ်ဘူးဒီကရင်မဇေယားလေးကျမနဲ့တော်တော်ကိုဖူးစာမစုံတာပေါ့နော် ကရင်မမလို့အချက်ကြောက်ကြီးရလားတော့မသိဘူးဒီဈေးရလေကျမလေးသူ့ကိုရိုက်ဖို့အချိန်ချင်းစူးစမ်းတိုင်းမှာလေအဲ့လိုမျိုးပြက်တောင်းပြက်တောင်းဖြစ်နေတယ်ပေါ့နော်အဲ့တော့နောက်တစ်ခေါက်ကြမှတေချာလေးပြန်ရိုက်ပြီးမယ်ဒါကတော့အလွမ်းပြေကြီးကျင်နေကရင်မဈေးတောင်းဆိုကြတဲ့သူတွေများလို့ပေါ့နော်ကျမရိုက်ထားတဲ့အပိုင်းစလေးတွေကိုကျမစူးစမ်းပြီးရောပေါ့နော်ပေါင်းပြီးရောပဲတင်ပေးလိုက်ပါတယ်ကျမနောက်ကြမှဈေးကိုတေချာလေးသွားပြီးတော့သေးစိတ်လေးပြန်ပြီးရိုက်ပြပေးမယ်နော် ဘလောက်ပဲမိုင်းတွေထောင်ချီဝင်းနေပါစေကောင်းရင်မြင်ကြီးတစ်ခုအောက်မှာအတူတူရှိနေကြတာပါပဲနော်။